အားလုံးပဲမင်္ဂလာပါ We Future Sport Channel ရနေကြိုဆိုပါရစေ။ကျွန်တော်တို့ဘွန်လုံးနောက်ကရဲ့ကနဝင်ကစားသမားကြီးတဦးဖြစ်တဲ့ Ronaldo အနေနဲ့ဒီနေ့မှာတော့ Real Madrid ကိုပြောင်းရွှေ့ခဲ့တာ16နှစ်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။ Ronaldo ကလက်ရှိမှာတော့ Saudi Pro League Club Al-Nassr အသင်းမှာကစားနေပြီးတော့131ပွဲကစားကိုစကူကိုတင်ထားပြီးတော့19ချိန်ပန်တင်ပြီးလို့ထားနိုင်ပါတယ်။ ဘောပောင်မှုတရား38ကြိမ်တိရှိတာပြီးတော့ hattrick 6ကြိမ်တိလည်းလက်ရှိ NSL သင်းမှာရရှိထားပါတယ်။ပြီးကြတဲ့ရက်ပိုင်း UEFA Nation League Final ပွဲစဉ်မှာတကူသွင်းနိုင်ခဲ့ပြီးတော့ UEFA Nation League ကိုအောင်မြင်မှုရရှိခဲ့တဲ့ Ronaldo အနေနဲ့ပြီးကြတဲ့2009ခုနှစ်ဒီနေ့လိုနေ့မျိုးမှာ VM Madrid အသင်းကိုဘာစန်ချီနေပြောင်းရွှေ့ကြီးပေါင်တန်း80နဲ့ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ ရီယယ်မက်ဒရစ်မှာ900တိကျကစားခဲ့ပြီးဒီနောက်ရိုနီနဲ့ပွဲပေါင်း438ပွဲကစားခဲ့ပြီးတော့ကိုပေါင်း450နဲ့ကိုဖန်ကင်131ချိန်ပြုလုပ်နိုင်ခဲ့ပါတယ်။ဒီမှာရီယယ်မက်ဒရစ်မှာဟက်ထရစ်စုစုပေါင်း44ချိန်ရရှိခဲ့ပြီးတော့သူရရှိတဲ့ဟက်ထရစ်44ချိန်မှာ34ချိန်ကတော့လာလီဂါပွဲစဉ်တွေမှာရရှိခဲ့တာဖြစ်ပါတယ်။ ်ဒါ Real Madrid အတင်းအကျပ်စပိန်လာစီအလီကပွဲစဉ်စုစုပေါင်း262ပွဲကစားပေးနိုင်ခဲ့ပြီးတော့300တဆက်တကူသွင်းနိုင်ခဲ့တယ်။ Open team 95အချိန်ပြုလုပ်နိုင်ခဲ့ပြီးတော့ La Liga မှာနောက်ခုနပြောခဲ့တဲ့ hat-trick စုစုပေါင်း34အချိန်ရှိခဲ့ပါတယ်။သူ UEFA မှာကစားခဲ့တဲ့ကာလမှာသူရဲ့ဦးချင်းစုတွေအနေနဲ့ကျွန်တော်တို့ခေါ်တဲ့ရွှေဘောလုံးစု Blondie O ၄ချိန်ရှိခဲ့တယ်။ဘောပါရှုပနစု ၃ချိန်ရရှိခဲ့တယ်။ချမ်ပီယံလိဂ်ကိုတွင်အများဆုံးစု၆နှစ်ဆက်တိုက်ကို၂၀၁၂ကနေ၂၀၁၈အထိရရှိခဲ့ပြီးတော့သူရဲ့ super အောင်မြင်မှုနေနဲ့လာလီဂါချန်ပီယံ၂ချိန်၊ချမ်ပီယံလိဂ်၄ချိန်၊ကိုပါဒရီပရာ၂ချိန်၊စူပါကိုပါပလာ၂ချိန်၊ UEFA Super Plus ၂ချိန်နဲ့ကလပ်ကပ်ပလာ၃ချိန်ဒီရရှိခဲ့ပါတယ်။သူအနေနဲ့လက်ရှိမှာ sorry pro league club anasat team မှာကစားနေပြီးတော့ လာမယ့်2026ကမ္ဘာပလာမာပုံပြီးလေ့ရစဉ်တင်ကိုစားပြပြီးတော့ဆက်လက်ကစားအောင်မဲ့အခြေအနေမှာရှိပါတယ်။ရိုနိုအနေနဲ့နောက်ရာသီတွေမှာဆက်လက်ကစားနိုင်ပြီးတော့ကိုယ်တွေချက်သွင်းမယ်၊ကိုယ်ဖတ်တင်မှုတွေဆက်လက်ပြုလုပ်နိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုမကောင်းတောင်းပန်ရင်းကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာပဲရည်လာလိုက်ပါမယ်။ကျွန်တော်ရဲ့တင်ဆက်မှုကိုချက်နေတတ်တယ်ဆိုလို့ရှိရင်တော့ Future Sport Channel ကို like and subscribe လုပ်တော့ပြီးတော့လို့ပါတယ်။